မင်္ဂလာပါရှင်ဘာမခိတိတဲ့တွင်ဌာနကြီးထိတ်တန့်တဲ့များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့င်ကတော့မြေချံမြို့နယ်တွင်ပြည်သူစစ်ကောင်းဆောင်တီတာရုံမှအဖွဲ့မှပြူစောထင်းများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီးတနက်သုံးလနဲ့ခရယများတိမ်စီရမိတဲ့ဆွဲတဲ့င်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမြေချမ်းမြို့နယ်တွင်ပြည်သူ့စစ်ကောင်ဆောင်တီရာယူမော်အဖွဲ့မှဖြူစော်ထင်းများလိုက်ပါလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ရာ၅ဦးကွဲချင်းပြီးတေဆုံးပြီ တက်နဲ့၃လက်နဲ့ခရရညာတင်စီရရှိခဲ့ကြောင်းပခုတ်ကူမျိုးနဲ့ပြည်သူ့ကောက်ခွေရေးတခွေဖကဖမသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ29ရက်နေ့နနက်7:00နာရီခန့်တွင်ညချမ်းမျိုးနဲ့ပြည်သူ့စစ်ကောင်ဆောင်တီတာယုံမော်မှာဖြူစောထင်းများလိုက်ပါလာသောကားကိုပခုတ်ကူ Special Task Force ပခုတ်ကူမျိုးနဲ့တရင်တက်မှရဲဘော်ဒီနဲ့ရဲဘော်ဓာဘူးဦးဆောင်နဲ့အဖွဲ့ကညအုံမြင့်ချန်လမ်းပိုင်းတနေရာအရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်ပြူစောတိ၅ဦးပွဲချင်းပြီးတေဆုံကာ G4 တပ်နက်တလက်ကာပိုင်၂လက်နှင့်ချီအများအပြားတင်စီရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လရေးတပ်ဖွဲ့များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ပါလာတဲ့၅ရောက်လောအကုန်တေကုန်တာစစ်ခွေး၅ဦးကနေရာတွင်ပွဲချင်းပြီးတေဆုံပါတယ်။ စစ်ကော်မရှင်အနေနဲ့ပြည်သူတွေမကြည့်ဖြူဘူးဆိုရင်ဗန်နီယာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအတိပေးကျင်ပါတယ်ခုပခုတ်ကူမျိုးနဲ့ပြည်သူ့ကောက်ကွက်ရေးတပ်ဖွဲ့ဖကဖမှာသတင်းနည်းပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကသတင်းဌာနကိုပြောကြားပါတယ်ဆက်လက်ပြီးစစ်တပ်ထောက်ခံသောတရုတ်ဆောင်ခန့်စီသူကျူကျူလာ၏အချစ်တော်ဖြစ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြံဖတ်မရောက်လာရဲ့မိမကျူကျူလာဟာအချစ်တော်သားရိများစွာထားရှိလာပါတယ် မယောင်လိုက်တဲ့ကျူကျူလာမှာအောင်ပြေဆုံးလို့ခေါ်တဲ့သားအရင်တူရှိပေမဲ့ကျူကျူလာကအချစ်တော်သားရီများစွာထားရှိလာတာပါကျူကျူလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်အရက်ဘက်လူငယ်တွေကိုသားလို့ပြန်ခေါ်ရင်အချစ်တော်သားရီများစွာပေါ်ထွန်းလာပါတယ်ဒီဘက်မှာဆိုရင်ဘုံမူကျော်စောရဲဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားတူလေးဖြစ်ပါတယ်ကျူကျူလာကသူ့ရဲ့သားပြေများစွာကိုသူတို့နေထိုင်ရာအိမ်တော်တဲ့တကားမရှိထားမရှိအမြဲလိုလိုခွင့်ထွက်ခွင့်ပြုထားပြီး ကျူကျူလာရဲ့ဝမ်းမနာသားရီအလုံးကအင်မတန်လုံခြုံရေးထူထပ်တဲ့မေအောင်လိုင်းအိမ်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခုနဲ့ချက်ကြော်ဝင်ရောက်ကြပါတယ်။ကျူကျူလာနဲ့တာအရင်မဟုတ်တဲ့အချစ်တော်သားရီအကြဆက်ဆက်ရေးကလည်းနေ့စဉ်ဖုံးပြောနေကြပြီ။ဒါကြောင့်မကြောင်းကစလို့ဘေးရရရအစုံလူမှုပတ်ဝန်းကျင်ကအဖြစ်ပြက်တွေကစပြောဆိုကြတာပါ။ကျူကျူလာရဲ့တာဖြစ်ခွင့်ရတဲ့အချစ်တော်သားရီအနေနဲ့ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းတင်တာပါမစ်တွေစီးပွားရေးနဲ့တပ်ထုတူးဖော်ရေးလုပ်ပိုင်ခွင့်တွေ စစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခီးစင်တွေမှာလိုက်ပါခွင့်တွေအပါဝင်အထူးအခွင့်အရေးအဖြစ်ရရှိထားကြတဲ့ပြင်ကျူကျူလာစီကိုတိုက်ရိုက်နှိစင်ဖုံးခေါ်ခွင့်လည်းရှိကြပါတယ်။ရုပ်ရှင်နဲ့ပဲအတိုင်းဝိုင်းမှာကျူကျူလာရဲ့အချစ်တော်သားတဦးဖြစ်လာသူကတော့သရုပ်ဆောင်ခန့်စီသူဖြစ်ပါတယ်။ရခိုင်လူမျိုးအချင်းချင်းဖြစ်တာခန့်စီသူကကျူကျူလာအနာရှောက်အောင်နှီးမျိုးစုံနဲ့ချင်းခတ်လာတာတွေကြောင့်ခန့်စီသူဟာကျူကျူလာရဲ့ရုပ်ရှင်နဲ့ပဲကအချစ်တော်သားတဦးဖြစ်လာပါတယ်။ခန့်စီသူနဲ့ကျူကျူလာအကြားမှာအမေသားအခေါ်ပြောတွင်လူပုတ်ကိုချင်းခိုင်မာတဲ့ယဉ်နီမှုရှိလာတဲ့အပြင် ရခိုင်အချင်းချင်းဖြစ်တာရောခန့်စီသူရဲ့မြောက်ပိပြောဆိုတတ်တဲ့ဘောမကောင်းလုံးနာကြောင့်ရောခန့်စီသူဟာကျူကျူလာရဲ့အသေးဆွဲအချစ်တော်သားဖြစ်လာတာပါကျူကျူလာကတံမိုးကြီးအမတ်တစိတ်လက်ကအိတ်လက်လာလေးတွေကိုအလုံးနှစ်သက်တက်ပြီးခန့်စီသူကလည်းအဲ့ဒီအချက်ကိုသိရှိထားတာကြောင့်ဒေါ်လာထောင်ပေါင်းချီတန်တဲ့တံမိုးကြီးလက်ကအိတ်တွေကိုကျူကျူလာစီကိုအမေအတွက်ဆိုပြီးပေးပို့ပါတယ်။ဒီလိုပေးပို့လို့လေခန့်စီသူအတွက်အရှုံးမရှိဘဲဝင်ကြီးဌာနရဲ့လုပ်ငန်းလုတ်ကင်ခွင့်တင်တာနဲ့ တန်ချောင်းတင်သွင်းခွင်သွင်းကုန်ပါမစ်လိုအထူးအခွင့်အရေးပြန်လည်ရရှိတာမို့သူရင်းလိုက်တဲ့အိတ်ဖိုးထက်တာအစားများစွာအမျက်ရနေရလဲဖြစ်ပါတယ်။ဒါပြင်ဂျူဂျူလာရဲ့အချက်တော်ဖြစ်လာမှုကြောင့်စစ်တပ်ရဲ့ဝါရဖြတ်ဇလန်းတွေမှာခန့်စီသူကပင်နိုင်တဲ့ရုပ်ဆောင်ဒါရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လည်းဂျူဂျူလာနဲ့တမီခင်တီတီတက်မွန်ကနောက်ွယ်ကနေငွေကျပ်သိန်းထောင်ချီထုတ်ပေးပါတယ်။ဂျူဂျူလာကလည်းပြပခီးစင်ကပြန်လာတဲ့အခါဒါခန့်စီသူအတွက်ဆိုပြီးလက်ဆောင်တွေပွဲလာတတ်ပါတယ်။ 2022ခုနှစ်မတ်လအတွင်းမှာဂျူဂျူလာရဲ့တိုက်တွန်းမှုနဲ့မေအောင်လိုင်ကခန့်စီသူကိုလူမှုထူးချွန်စုပေးအပ်ခဲ့ပါသေးတယ်။ခန့်စီသူကလည်းသူ့ရဲ့အလူတွေမှာအမေတော်ဂျူဂျူလာကိုဦးထိတ်ထားပြီးဆိုရာမျိုးတွေနဲ့အလူတွေလုတ်ပြပြီးဓာတ်ပုံတွေအပြန်အလှန်ပို့ကြ၊ဓာတ်ပုံတွေမှာအသေးတွေပေးချတာတွေလည်းရှိနေပါသေးတယ်။ဒီနေ့မေလ19ရက်နေ့မှာလည်းခန့်စီသူကငလျင်ထန်သည့်ရွှေခောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုဝေချက်သိန်း200လူတန်းပြခဲ့ပြီးလူတန်းမှုတွေကိုအမေတာရုခေါ်ပါစေဆိုပြီးဂျူဂျူလာစီကိုအမြဝေတာရုခေါ်ခိုင်းခဲ့ပါသေးတယ်။ ကျူကျူလာဟာခန့်စီသူရဲ့တကယ်အမေအရင်မဟုတ်တယ်လို့ခန့်စီသူကလည်းကျူကျူလာရဲ့တကယ်သားအရင်မဟုတ်ပေမဲ့သူတို့နှစ်ဦးကြားကအမေနဲ့သားအခေါ်ပြပြီးအပြန်လန်နေစဉ်အဆက်အသွယ်မပြတ်ချိတ်ဆက်နေကြတဲ့ဆက်ဆက်ကြီးဟာတာမန်ထက်တော့ပိုကဲနေတာကိုညင်းလို့မရဘူးလို့ဒေဗီတော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ယောက်ဝတီမှထွက်ပြေးလာသောကြားဖြန့်တရုတ်များနှင့်နိုင်ငံသားများဖအံကြိုက်ဖို့လမ်းကြောင်းမှတက်စဉ်ရန်ကုန်သို့တက် စစ်တပ်ကလည်းခင်းများဖြင့်ငွေအတောင်အရန်ချမ်းနေပြီးစစ်တလောက်ခန့်ခရင်လက်နက်ကိုင်များကတည်ယူပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ဝတီမြို့နယ်အတွင်းမှထွက်ပြေးလာသောကြားဖြန့်တရုတ်များနဲ့နိုင်ငံခြားသားများဖအံကြိုက်ထိုလမ်းကြောင်းမှတဆင့်ရန်ကုန်သို့တက်ရောက်စူးစမ်းနေကြောင်းခရင်စစ်ရေးတရေရင်းမြစ်နှင့်ဒေသတရေရင်းမြစ်များကသတင်းဌာနကိုပြောကြားပါတယ်။ ယခုရက်ပိုင်းတွင်မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ရှိရိုးရိုးလေးနှင့်ဟိုတယ်၌တရုတ်နိုင်ငံသားကြာဖြတ်လုပ်ကိုင်သူတရာကျော်ခန့်တဲခိုခဲ့ပြီးအဆိုပါတရုတ်နိုင်ငံသားအများစုမှာအသက်အရွယ်ငယ်သူများဖြစ်ကြောင်းထူးခြားချက်မှာမြန်မာနိုင်ငံသားစီစီရေးကဖြစ်သော73ရင်းဆောင်မှတ်ပုံတင်ကိုင်ဆောင်ထားသောတရုတ်ချို့လေပါဝင်ကြောင်း နိုင်ငံသားစစ်စီရေးကကင်ဆောင်ထားတော်လေတရုတ်များမှမြန်မာစကားပင်မတတ်ကြောင်းအဆိုပါတရုတ်နိုင်ငံသားများကိုမြောက်ဝတီမှဖအံမျိုးအထိတည်ယူရာတွင်စစ်တပ်နှင့်အဆင်ပြေသောလက်နက်ကိုင်များကလိုင်းစင်မဲ့ကားများတော်တွင်လမ်းများမှတက်စဉ်တည်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းထို့မှတက်စဉ်စိုက်ထုတ်မျိုးတို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါသည်ဒီလိုမျိုးလူကုန်ကူးမှုနှင့်ဆက်စပ်တဲ့ကြားဖြတ်ဆိုတာတွေပေါ်ပေါ်ထင်ထင်ကြီးသွားလာနေတာကိုမြင်ရတော့စိုးရိမ်စရာပဲအထက်ကတာဝန်ရှိသူတွေအနေနဲ့ထေချာဆောင်ဆန်းအရေးယူသင့်ပါတယ်ဟုဒေတာသတင်းရင်းမြစ်ကပြောဆိုပါတယ် ကြားဖြတ်တရုတ်များမှစိုက်ထုံမှရန်ကုန်လေစိတ်သို့ဆက်လက်သွားရန်ကြိုးစားနေကြပြီးရင်းကြားဖြတ်တရုတ်အဖွဲ့ကိုတည်ယူပေးနေသူများရှိကြောင်းတည်ယူသူများမှဆန့်ရှိခေါင်းဆောင်နှင့်သူရဆိုသူတို့ကစီမံနေခြင်းဖြစ်ကြောင်းပထမအတော့ကြားဖြတ်တချို့ကိုရန်ကုန်သို့ပို့ဆောင်ပြီးဖြစ်ကြောင်းယခုကြိုက်ထုံမှတရုတ်ကြားဖြတ်များကိုဒုတိယအတော့အဖြစ်ရန်ကုန်သို့တည်ယူရန်ဖြစ်စေနေကြခြင်းဖြစ်ကြောင်းသိရပါတယ်တရုတ်ကြားဖြတ်များမှအတော့လိုက်ထွက်ခွာနေခြင်းဖြစ်ပြီးတတုတ်လျင်ကျက်သိန်းတထောင်ကျော်မှာ သိန်း1500ခန့်အထိပြီးပြီးရန်ကုန်တို့ထွက်ခွာနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။မြောက်ပရီမှာဖက်အံမော်လန်မြိုင်မူတုံစသည်ကြားဖြတ်များဖြတ်တန်းညာလက်တလျှောက်တွင်လည်းစစ်တပ်နှင့်ရဲများကငွေညှင်းမှုများအကြီးကျယ်လှုပ်ဆောင်နေပြီး26မိုင်စစ်စည်းရိတ်ကိတ်တွင်ခရီးသည်တင်ကအသေးဆိုပါကောင်လူ3ယောက်ထပ်ပိုလျင်ကားတစီ8000ကျပ်ပေးရကြောင်းအလားတူ3လမ်းစုံဂိတ်ကိုဖြတ်တန်းပါကလည်းကားတစီလျင်ရဲကြီး3000ကျပ်ရှင်ထိန်3000ကျပ် ရေမှတ်ပုံတင်ဌာနကတတောင်ကျန်စစ်သားဂိတ်နှစ်ခုကတကိတ်လျင်တတောင်ကျန်ဆာယာဖဂိတ်ကတတောင်ကျန်လောက်ဝကဂိတ်က9000ကျန်စသဖြင့်ပေးချေနေရကြောင်းသိရပါတယ်ဆလပီစစ်စင်ရေးချရှုံးမှုလက်ပေးလက်ယူမှုများဖြင့်အေးအေးယူခံရသောနမခတိုင်မှုဘုံမှုကျုပ်မျိုးမထွေဤဇနီးနှင့်မိသားစုဝင်များကိုပါစစ်တပ်ကဖမ်းဆီးတိုင်မှုအသည်ဘုံမှုကျုပ်ကျော်သူရတာဝန်ဆယူပြီးစစ်ဆေးရုံကိုသွားစစ်ဆေးတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပေးသွားမှာဖြစ်ပါတယ် အလောင်းမြောက်တိုင်းစစ်ဌာနချုပ်နေပြည်တော်သက်ခိုင်းတိုင်းနှင့်ချင်းပြည်နယ်တွင်စစ်စင်ရေးကြရှုံးမှုလက်ပေးလက်ယူမှုများဖြင့်အရေးယူခံရသောနာမခတိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးဤစနီးနှင့်မိသားစုဝင်များကိုပါစစ်တပ်ကဖမ်းဆီးထားကြောင်းနေပြည်တော်စစ်ဘက်တရေရင်းမြစ်ကပြောဆိုပါရယ်နိုဝင်ဘာလ10ရက်ဝင်းကျင်မှစတင်ပြီးတိုင်းမှုဟာဘုံမှုချုပ်မျိုးမင်းထွေးကိုနေပြည်တော်စစ်ရုံးကဖမ်းဆီးစစ်ဆေးခဲ့ကြောင်းမူလကစနီးနေ့မိသားစုဝင်များကိုမုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတိုင်းမှုနေအိမ်တွင်နေထိုင်ခွင့်ပေးခဲ့ကြောင်း တို့ရတွင်တိုင်မှုဘုံမှုကျုပ်မျိုးမဲထွေးတွင်လက်ပေးလက်ယူမှုများပေါ်ပေါက်လာပြီးနောက်စနီနှင့်မိသားစုဝင်များကိုစစ်တပ်ကခေါ်ယူဖမ်းဆီးသွားကြောင်းသိရပါတယ်။ဖမ်းနယ်ဆိုတာထက်ယာယီထိန်းသိမ်းလိုက်တယ်ဆိုရင်ပုံမှန်မင်းစနီနှင့်မိသားစုဝင်တွေကိုလည်းစစ်တာတွေရှိပါတယ်။အခုကစနီရောမိသားစုဝင်တွေရောသားသမီးတွေရောအကုန်ထိန်းသိမ်းခံထားရတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။လရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်မျိုးမင်းတွေကိုလက်ပေးလက်ယူမှုစစ်စစ်ရေးချရှုံးမှုများဖြင့်ယာတို့မှဖယ်ရှား စစ်ခုံရုံးတင်လိုက်ပြီးနောက်ကလောမစစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်သူရကိုတိုင်မှုအသည့်ဖြစ်ခန့်အပ်လိုက်ပါတယ်။နမခတိုင်မှုအသည့်ဖြစ်လာသောဗိုလ်မှူးချုပ်ကျော်သူရမှာကလောစစ်ဦးစီးတက်ကတော့ကျောင်းအုပ်ကြီးအဖြစ်မှတိုင်မှုရာတို့တို့ယာဒူတိုပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။၎င်းမှာစစ်တက်ကတော့အပတ်စဉ်40မှဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးတက်ကတော့အမတ်ခွနဲ့စစ်စစ်ရေးကိုကဲမှုဌာနချုပ်မှုစစ်ဦးစီးတက်ကတော့တို့တွင်ယာဒူတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ တိုင်မှုတင်ဗိုလ်မှူးချုပ်ကျော်သူရာမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ရောက်ရှိနေပြီးစတင်တာဝန်ယူနေပြီဖြစ်ကြောင်းယနေ့တွင် မုံရွာမျိုးပေါ်ရှိစစ်စေးရုံများသို့တွားရောက်အားပေးကြည့်ရှုခဲ့ကြောင်းသိရပါတယ်စစ်တပ်ဤဖမ်းဆီးအရေးယူမှုခံလိုက်ရသောအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဟောင်းဗိုလ်မှူးချုပ်မျိုးမဲထွေသည်အလုတ်တင်ဖို့တင်နှံဒေသ26မှာဖြစ်ပြီးတပ်မဆက်တဲ့လောက်ခိုင်ဒေသကုတ်ကဲမှုစစ်ဌာနချုပ်ကြောင်းမဲအမတ်တစ်စစ်စေးရေးကုတ်ကဲမှုစစ်ဌာနချုပ်တို့တွင်တပ်မမှုတာဝန်ယူခဲ့ကောင် MNDAA ထံတွင်လက်နက်ချအញ្ញံခံခဲ့သူလည်းဖြစ်ပါတယ်